အားလုံးပဲမင်္ဂလာပါရှင်ကျမရဲ့ Nursery Garden Audiobook Channel လေးကနေအားလုံးကိုပြန်လည်ဆွဆွလိုက်ပါတယ်ဒီနေ့မှာတော့ကျမကဆရာမကြီးဌာနကျော်မမလေးရဲ့ဘုံရိပ်မဟုဆိုတဲ့ဥထုရှင်လေးကိုဆက်လက်ဖတ်ပြတင်ဆက်ပေးတော့မှာဖြစ်ပါတယ်အားလုံးပဲစိတ်ဝင်စားနဲ့အဆုံးထိလိုက်ပါနာဆင်ပေးကြပါအောင်ရှင်ဆရာမကြီးကိုလည်းဒီစာအုပ်လေးကိုဖတ်ပြခွင့်ပြုဖို့ TVO လေးကနေတဆင့်ခွင့်တောင်းရင်းနဲ့နှုတ်ခွန်းဆက်တာလိုက်ရပါတယ်ရှင် တန်တန်းဒီအချိန်ဤမလာဖြစ်နေသောရောင်းမပတ်တာကူ၍ကိုနေဦးနဲ့ညှထဲလိုက်ပါလို့ပြောဖို့ရန်လဲရင်းရင်းနီနီမရှိအောင်ရှောင်းဆက်ဆန်သောလူမှန်သည့်၍ရင်းရင်းနီနီပြောဖို့ရာချက်တည်းအစင်မပြေဖြစ်နေကြတာမသိချင်အောင်ဆောင်ရတာလောက်အနေရချက်တာလည်းမရှိ ကိုပါနေနေရင်လဲပိုးဆိုး၍စကားရှာပြောရသည် ဖေဖေကတော့ရောနဲ့မတူဘူးအသားရည်ပြည်လာရဲ့လို့ခရစီယာစာရတော့ကျွန်တော်တို့ဝမ်းသာနေရဒီမှာကလေးကတစ်ခါတစ်ခါမောတာကြောက်စရာကြီးတော်ရုံတယုံလုံးနဲ့တော့တန်ကျိုးရိုက်မယ်မဟုတ်ပါဘူးသူ့စိတ်ကဘယ်သူမှဒုက္ခပေးချင်တာမဟုတ်ဘူးတန်ကျိုးရတော့ကျွန်မဖြစ်ပူထူသွားတာပဲ ။ဦးစောဟံမှာတန်တန်ရှိ၌ဥဝိအမူအရာပြည့်နေပုံခလီကလီစိတ်ကောက်နေသလိုပင်တဘောထားကပြီးမှချုံမော်တော်မြည်ဟုသူ့အကြံစီနဲ့တူတိတ်ဟံမပြတ်လာပဲအလိုက်ထိုက်စကားကြည့်ပြောနေလေသည်။လူကြီးဆိုတော့လေခဏခဏမောတော့ဘယ်ခဏရရှိမလဲ။ဒီယောဂမျိုးကအင်မတန်မောတဲ့ယောဂမျိုးပဲ။အမြင့်တွေမြင်ပြောက်ဖို့အင်မတန်ခဲရင်တာတိတ်ကြောက်ဖို့ကောင်းတဲ့ယောဂါ တလောကဝေဝေချောင်းဆိုးလို့မပြောပါနဲ့တော့ဝေဝေအတွက်ပူလိုက်ရတာတိတ်တတိထားနေရရင်စကားပြောစရာမရှိကြသလိုပင်ငြိမ်သွားကြလိမ့်သည်တို့တော့ဝေလောက်ဝေနီသူဝေလိုလိုက်ငြိမ်နေ၍လည်းမဖြစ်စကားပြောစရာရှာနေကြသည်ကိုနေဦးလည်းတော့မလို့တကယ်ကဲပဲအလုပ်တွေကလက်စမတက်နိုင်လို့စိုင်းနေရတာဒီညတော့မနေဘူးသွားမှာပါငြိမ်နေကြပြန်သည် ဦးစောဟန်ဒီ secret ကိုကြိုက်ရက်မင်းညနေစဉ်တန်းတန်းဒီခေါင်းကိုအသာကလေးပေးလှက်ကာညင်နေသည့်အိုရီကိုမျက်လုံးဆွေကြည့်ရင်တိတ်ဆိတ်မပူပါနဲ့ဝေရဲ့တက်တာမှာပါဟုအာပေးစကားပြောလိုက်သည်ဝေသည်စကားကိုပြောချင်ဟန်မရှိပဲမျက်လုံးချနေမြင်ညင်နေလေသည်တန်းတန်းမှာဝေညင်နေခြင်းကိုတွေ့ရရှောက်၍တွေးတော်နေကာအနေရအထိုင်ရချက်လာလျက်ဆက်စီရစကားလဲရှာမတွေ့တော့၍ပြန်ရန်ဟန်ပြေလိုက်သည် ကိုနေဦးရောက်ပြီလားမသိဘူးကျမပြောင်းအောင်ပါပဲဟုဆိုတာထား၍ဘဝိတ်ကိုမှတ်တက်ကပြန်ငုံကြည့်လျက်ဘဝိညာကိုလိုက်ဖြစ်ရင်မင်းနဲ့ပြောခိုင်းလိုက်နော်ခုမာပြီးအပြင်ဘက်ထွက်သွားသည်ဦးစောဟန်ဒီထုံးစံအတိုင်းတန်တန်ထားလိုက်တာနဲ့လိုက်၍ထကာခေါင်းကြီးပြနေလျက်ခန်းစည်းအပြင်ဘက်တန်တန်ရောက်သွားမှပြန်ထိုင်လိုက်သည်ဘဝိတ်စကနေထား၍ရက်လိုက်သည်ဘယ်လဲဝေး ဦးစောဟန်ကခြေလမ်းကျဲကြီးနဲ့ဝိနာကိုထလာပြီးဝေနဲ့မျက်နှာချင်းဆိုင်ရက်လျက်ဝေးလက်ကလေးများကိုဆုပ်ကိုင်ကမျက်နှာကိုစိစိကြည့်၍ဝေစိတ်ဆိုးနေကြလားရင်ခုစိတ်ပူစားမေးလေသည်စိတ်ဆိုးနေသလားဟုသာမေးရသည်ဝေးမျက်နှာမှာစိတ်ဆိုးနေသည့်အရေးအယောင်တမ်းမြမတန်ချီနှလုံးမခုန်သည့်အယုတ်လိုပဲမျက်တောင်လည်းမခက်မျက်လုံးလည်းမရွိနှာခမ်းလည်းမလုံးထိုင်မအောင်ဝေရဲ့ ဘုဆိုကပခုံးကိုဖြည်းဖြည်းကိုက်ရက်ဆွဲထိုင်ပေးလိုက်သည်တွင်ဝိမာပြန်ထိုင်ကြတော့ပြန်သည်ဝိနာခဲ့၍ထိုင်ကဝိနဘူးလေးကိုလက်ဖြင့်ယူရစွာတတ်နေလေသည်ဝိကိုမလွတ်ချင်ဘူးဝိကိုမတော်စေချင်ဘူးအမှန်ပြောရရင်ဒီယောဂနဲ့အသေးတန်ဖြစ်နေတဲ့လူနာနာကိုဘလို့အကြောင်းနဲ့မှဝိကိုမကတ်စေချင်ဘူးခုသွားရင်ပြန်မအောင်မယ်အိပ်ပြက်စားပြက်ဖြစ်အောင်မယ်စိတ်လည်းပူရအောင်မယ် နေမကောင်းဖြစ်လာမှသိကြလို့မလွတ်ချင်တာပါဝေရဲ့ဦးစောဟန်ကသူ့တဘောဓာကိုဝေနားလျောင်ဖြင်းပြပြသည်ဝေအားနှုတ်ဆက်တော်ကြွေထဲပစ္စည်းလေးတစ်ခုတစ်ခွဲအရေးထားကထိမိတိုက်မိခိုက်မိ၍ကွဲသွားမှာကိုစိုးရိမ်ကြောက်လန့်နေသည်ပါကြောင့်မလွတ်ချင်မသူစရင်ကိုအဖျံတိုင်းတည်မြင်နာလေစီချင်လာသည်ဝိမာဒီလောက်ရှင်ပြောနေစရာမလိုအောင်သူစိတ်ကိုတည်လွန်၍စိတ်လုံရှားဟန်မရှိဘဲကြောက်ရွံ့ကဲ့သို့ငြိမ်နေနိုင်သည် ကိုကိုနားလေစီစဉ်နေဝေရဲ့တမျိုးအတိတ်ပဲမတွေးပါနဲ့ဝေကိုချစ်လုံးလို့စိတ်ပူလုံးလို့ဆိုတာဝေသိရမဟုတ်လားရင်ဝေဝေဒီဖြက်ကနေလှည့်လျက်ရင်းလုံးချင်းဆိုင်ကဒါဖြင့်ဝေမသွားရဘူးလားဟုတ်မေးလိုက်သည်ဝေတံမှာဒေါ်ရတံမပေါက်အေးဆက်နေသောအတင်းနှလုံးမှထွက်ပေါ်လာသောပန်းနေပြုတ်ဝင်နေသည့်အတံကလေးဖြစ်သည်ဥဆောဟံမှာစိတ်ငြင်းငြင်းဖြင့်ခေါင်းကိုသားတွင်ပွတ်လေသည် မတော်ပါနဲ့ဟုတားမြင့်နေသည့်အနေထားမျိုးလည်းမရောက်ချင်မတော်ပါနဲ့ဟုဝဇကလည်းမပြောရက်တွားဖို့ရလည်းခွင့်မပြုနိုင်ဝိတ်ကိုအဖြစ်ပေးရန်ခက်လွန်၍စိတ်အိုက်ချွေးပြန်လာလေသည်မဝိတ်နှဖူးကိုလည်းမတက်တော့ချေမဝိတ်နဲ့လည်းမျိုးလုံးချင်းမဆိုင်တော့ချေဒူးပေါ်တွင်လက်ထောင်လျက်လဝါပေါ်၌အင်းနာကိုမှောက်လိုက်ကအသက်ပြင်းပြင်းကြီးရှူနေလေသည်ဘဝဤဥဆောင်ဖြစ်ပြနေပုံများကိုကြည့်လျက်ယင်းနေ၌စူးပင်နာခြင်းလာလေသည် နာကျင်လုံး၍ငိမ့်သက်တော်မျက်နှာပြင်မှာတွေးရောင်မင်းမရှိတော့ဖြူဖြောဖြောမျက်နှာလေးမှာတွေးဝေငိမ့်မိုင်ရဲ့ခဏမြတတိလင်းနေလေသည်ဒီလောက်သူ့ကိုအလျှော့ပေးတိခန့်သည့်အချက်မျိုးနှင့်တွေ့ပါလျက်ဝေဤအချက်အရာကိုနားလဲချက်မှနားလဲမိသူမို့မလိုက်လျောနိုင်ဖြစ်နိုင်တာကံဖြီလိုက်လေဆိုစိတ်လောကနဲ့တွေ့ရရင်လဲတွေ့ရစီတော့ကိုကဒီလောက်တောင်ရှင်နေရင်လဲမတော်ချင်မနေဟဲ့ဝေဒီစိတ်တုံ့ချလိုက်သည် ဒီလောက်ပင်မြူသိသည်ဒီလောက်ပင်ကျိတ်မိသည်ရှင်နေ၌ဆုတ်တလာသောအလုံးကိုချိတ်ပြီးဖြူနေရချလိုက်ကဥဆောင်ဟန်နာမှထလာခဲ့ရတွင်အိမ်မက်ထဲ၌လမ်းလျှောက်နေသလိုပင်အိမ်ပေါ်သို့တက်လို့တက်မှန်မသိပင်တက်ခဲ့သည်ကရင်မော်တွင်လျောင်းခွေလိုက်ကလေးလံနေသောမျိုးလုံးများကိုအာရွေ၍ပိတ်ပြတ်အသက်ကိုငွေ့ငွေ့မြင်းမြင်းလေးရှူနေလေသည် နေလုံးပယ်ပြောင်း၍အခမ်းမောင်းကြသွားမှလည်းမသိရန်ကုန်တင်မောဖုတ်တန်သည်ဝိဒားရဲတွင်တဲတဲလောက်သာကြားနိုင်စွမ်းရှိတော်သည်ဝိဒကုလုံးမှအေးဆက်လျက်တောက်နေကနှစ်ပူးမှချွေပေါက်သည်ပါပေါ်၌လိမ့်နေကနှပင်းတို့စီးကြနေလေသည်ဦးစောဟန်သည်မီးဖွင့်လိုက်ကခဏနာတို့ပြေးသွားလျက်ဝိကိုပွေယူထွေပိုက်လိုက်သည်ဝိဝိ ဝေရဲဟုခေါ်ပါတော့လဲမထူးနိုင်ဝေဒီကြားနိုင်သောအာယုံကလုံးဝမရှိရေထဲနဲ့တလို့တွေ့တာစရာဖတ်စရာမရှိမဟုတ်ရာကပေါ်လာတိုင်းမဟိုက်နေသည်မှာပြောစရာမရှိနေတော်လျေအသက်အောင်နိုင်ရလေသည်တကူလုံးရှိသည်မအင်အားနဲ့ဖော်မှပေါ်လာပြန်သလိုမုန်းနေလေသည်ဦးစောဟန်ထူပွေလိုက်မှအသက်ကိုရှာ၍ရှူနိုင်လာကယင်မှာနှိမ့်လိုက်မြင်လိုက်နှင့်နှကမ်းများမှာဖြော့တော်နေသည် ကိုရင်အင်ကြီးတွေဆူဆွဲကအသားနဲ့ကပ်နေပြီသည်ဘလို့ဖြစ်တယ်လဲဝေးဘလို့နေသေးလဲဦးစောဟန်အတန်းမှာပြားလျက်တာယာညင်သာနေသည်ဦးစောဟန်ရင်ဝင်နေရောက်နေတော့အဖြစ်ကိုသိလာသည်နှုတ်ကဘာမှမပြောပဲခေါင်းကိုအသားညှိ၍ပြားလီသည်ဥဇောဟံမှာခုမှတပြင်းချနိုင်တော့သည်မဲအေးကိုလမ်းခေါ်လိုက်သည် မေအီမာဟူဝီအမောမတက်ခင်လိုက်ကနောက်မှ6ရက်9ထောင်နေကရင်းထဲ၌ခုန်နေပေသည်ဝီထလာရင်သူ့ကိုမမြင်အောင်နောက်ဖေးသို့ထွက်သွားလေသည်နောက်ဖေးချန်နယ်သို့ဆင်းသွားပြီးနောက်တပတ်အိမ်မှတမန်၏အရေးအယံကို6နေကမြင်တာနဲ့လက်မြောက်၍တတော်ခါပြလိုက်သည်တတတ်မှာကောင်းကြီးလျက်ပြန်ဝင်သွားသည်အေအောင်၌လှုပ်ရှားရှိသောအလုံများကိုလုံနေကတင်မမုတ်တံမကြားရှင်ဘဝိနာတို့မတော်ရေပေ ။ဦးစောရဲ့အခေါ်မှာအလန့်တကြားပြေးတက်ခဲ့ရသည်။ငွေကိုအင်ကြီးမင်းမြန်လဲပေးကြ၏။စံစားကိုအော်ဒီကလုံးရွှဲနေအောင်စုပေးလျက်အရာပေါ်မချသေးပဲထွေးပိုက်ကပင်ရက်ခတ်ပေးနေသည်။ငွေနဲ့နဲ့မူးသွားရင်တတ်တာပါပြီကို။ခုဝေးတန်လေးကြားရမှပင်အရာပေါ်သို့ချပေးကသိ၏။ငွေသည်မင်းလေးလေးသည် ထိုနေ့ည၌ဥဆိုဟံမှာစိတ်ထင်းလျက်စိတ်ချလက်ချမအိမ်နိုင်ချေရှိုက်တန်လိုကြားလိုက်သည်နှင့်မျက်ရည်ကျနေသလားဟုဝေးမျက်လုံးကလေးကိုထဆန်းကြည့်နေသည်ထဆန်းနိုင်မျက်ရည်ကိုမဆမ်းမိချေမျက်လုံးလာဆန်းလျင်ဝေးမှာအခင်ရခတ်စွာပြင်းပြစိတ်ကျဉ်သောသောဝေဒနာကိုခံစားလိုက်ရ၏နနမိုးတောက်သောဝေးသည်အိမ်ရာမှအဟံမပြတ်ထနိုင်သည်လေနဲ့တည်ကြည်တော့အကြည့်ဖြင့်စကားနေသည်မှအပထူချပြောင်းလဲခြင်းမတွေ့ရပေ ငွေကစိတ်နာတတ်သူမဟုတ်စကနာလည်းမပြောတတ်လပိတ်ရေစပွဲတို့ကိုကြိုက်တော်နနခင်ဝင်းဆောင်ကိုဝက်ကဖိလိမ့်ပြီးအတူလိုက်ပါလာသည်ခါရန်ကဲ့သို့ငွေမပြတ်ဝေးစားတော့စကားပြောနေသောကြောင့်ဦးစောဟန်မှာစိတ်သက်သာရရသွားလေသည်ဝမ်းသာမိသည်ဤသူ့လိုလိုက်ရှာပါကလားဟုတဘောကြရလေသည် ။ငကိုရွှေလန်းတန်ကလေးမြူထူးကမကြားရမီတိညိုငယ်ခြင်းလည်းမဖြစ်ဘဲစားတော့နေရာဥစောဟဲဤချင်းမြတာမှာဟိုဝေပေါ်မိုတီမိုးပေါက်ပြချနေပေသည်။နနေဘက်အလုံးမသွားခင်ဟိုကညာကိစ္စနဲ့ပတ်သက်၍ဘလူများပြောမလဲဟုထိတ်ထိတ်ထိတ်နဲ့နေနေရသည်။ဝေမာလည်းညာကိစ္စနဲ့ပတ်သက်၍စကားဆက်မှာပင်ချက်လည်နေလေသည်။ ။နေအောင်စလုံးဆူတောင်းပြေးသွားကြသည်။ဦးစောဟန်သည်ညင်သားယူရဆောင်နှစ်ခုကိုနမ်းလျက်ဆုတ်ဆုတ်သောနှလုံးဖြင့်ပေါ်ပါစွာပြုံးလုံးဆက်ထွက်သွားလည်လေသည်။ဝေးဤမျက်နှာမှအပြုံးသည်ဦးစောဟန်ကြွယ်သွားသည်နှင့် ပြက်ပြဲသွားကာအဆွေတို့ကူးစားပြုနေလျက်မျက်ရည်စားလိုသည်ဝေးကဝေးကနှင့်ရလုံးတွင်ပေါ်လာကြသည်။ ရဲ့ညာပားပြင်ပေါ်တို့စီးစင်းလာလျင်ခြေခွဲစွာရဲကြည့်နေရမှခေါင်းလိုက်ဆိုင်ချလျက်အိမ်မောတို့အေးလန်စွာတက်သွားလေသည်အိမ်ငယ်အပြင်ဘက်အိရှိကန်းတွင်လိုက်ကခွေထားသောဖယားသမီးခုန်ရှိ၌ဝတ်တော်လျက်ဖခင်ဝေဒနာတက်သားစီချောင်းဆုတောင်းရန်နှမှုနှင့်ကြမ်းနှင့်အယင်တသိမ့်သိမ့်ငူနေလေသည်အာရအောင်မွေမောပန်လာမှခြေနှက်ပြီးငြိမ်ကြသွားသည် ထို့နောက်ကိုကိုမတ်ထူလျက်ရည်ရီစာများကိုမတုံပဲလက်ရှံမိုးကမျက်လုံးစုံမှိတ်ပြီးမဆုံးနိုင်အောင်စူတောင်းနေလေသည်။ရာအကိုကြီးတော်ပြီလားဟုမဲအင်းကိုမေးလိုက်ခြင်းသည်။မေးလို့မဖြစ်မှသူစိတ်ကိုသူတီး၍ထိုင်နေသည်မေအေးမှပြောချင်လို့၍အနာတွင်တရေဝဲဝဲလုံနေ၏ဝေဝေဘာမှမမေး၍မပြောရမနေနိုင်သောငယ်အီသည်မေအီသည်ပြောမိအောင်လာပြောသည် ညအကူလွတ်လို့မမနေမကောင်းလို့မလိုက်နိုင်ဘူးလို့အကူကြီးကိုတော့ပြောရင်။ငွေဒီမအေးကိုကြောခိုင်းလိုက်ကအေးအေးဟုစကားပြန်သည်။ဝေးမှာအားမြင်စိတ်အပြင်းနဲ့တပတ်အိမ်ကြီးတို့ချင်းနေစွာမျှော်ကြည့်သည်။အိမ်ကြီးမှာတုံ့ငုံနေသည်အောင်အပေါ်ရက်တကားများမှာစူပိလျက်အကြည့်မခံခြင်းတို့လျက်နာလွဲနေသည်ထင်သည်။ ရက်တည်၍ပဏိတတော်တီရှိကြာရှည်စွာရှိုက်ငင်းကြည့်နေပြီးနောက်မိုးကိုမျှကြည့်လိုက်သည် အပြာပိန်းထဲ၌တိမ်ဖြူဆုပ်တို့သည်ရက်တန်ဆိုင်ဆိုးလျက်ရှိလေသည်ထိမ်များကိုဖောက်ကာလျင်ပြန်နှင့်ပြန်တန်းလျက်ရန်ကုန်သို့ရောက်သွားမည်အိုဝေသည်ခရင်မော်ရောက်သွားလေသည်ဦးစောဟန်သည်မြေကြီးကိုငုံကြည့်လျက်တဆိုင်ဆိုင်လာနေလေသည်ခြေလမ်းများမှတွက်လာသည် မောင်မြမှာခေါင်းငိုက်ဆိုင်ချလျက်တုတ်တုတ်လာနေသောတခင်ကိုဖယ်ရင်မလှမ်းမြည်၍ခမင်းစားခဲနှင့်မှပကံပြီးတော့တင်လာသည့်သပွဲတင်နိုင်လေးကိုဖဲ့ချလိုက်သည်အချိန်မှာ၁၂နာရီရှိသေး၍ခိုင်းတစ်ချက်မှပြန်နေကြရှင်လေးစောစောပြန်လာခြင်းသည်မယားအတွက်စိတ်မချရသေးတာဖြစ်ရမည်ဟုတွေးသည် နောက်ပြီးကထမင်းချက်ကလာကြီးကို ပြန်လာပြီးဟုပြေးတင်းပို့လိုက်ကရီချိုးခဲနဲ့တွင်တဖုံဖုံဆောက်လျှော်နေသောမေအီအဝိဖို့လျှော်ရသူအပေါဝါကလက်ညှိုးထောင်ကရှုကနေလောက်ပြသည်မင်းမကော အပေါ်မှာကဟုတ်မောင်မြကခေါင်းကိုဆောင်းကအိမ်ပေါ်တို့မောပြပြော၏ဦးစဟန်ဒီဖြည်းနှိမ့်စွာလှေကားကိုနင်းသက်သည်ဝေဒီနောက်ကနေထကတန်ငါမျက်နှာတို့ပေါ်ဖြင့်အင်းနာကိုခက်ချင်းချင်းပုတ်တုံလျက်ခမန်းကနန်းအခန်းဝါသူထွက်လာ၏သူတို့နေရာလှေကားထိတ်၌ရှုံမိကြသည်ဦးစဟန်ဒီစီး၍ဝေဤပခုံးနှစ်ဖက်ကို တိမ့်ဖက်လိုက်ကမျက်နှာကိုဝှက်လျက်ပြောလေသည်ဝေဦးဆုံးပြီး မွေဒီလျင်မြန်စွာဥစောဟဲ့ပခုံးကိုတုံလျက်မျက်နာကိုဆိဆိဆိုင်လိုက်သည်မွေဤမျက်တော်မခက်မျက်လုံးပြူးနေသောမျက်နာမှာအကျော်ဆွဲနေသလိုပင်နှာခံကလေးတလုံးလုံးလှုပ်နေစဉ်မျက်ခုံးတစ်ဖက်ကလည်းလှုပ်သည်ပါနဲ့မီးစီတီတစ်ချက်တစ်ချက်အကျိုးလိုက်ရင်ခါသွားလျက်နှာခေါင်းမှာပွားလိုက်ရှုံလိုက်ကြာရှည်စွာဖြစ်နေပြီးနောက်ဖုတ်လိုက်ဖုတ်လိုက်ရှူနေသည့်ရင်တွင်းမှမရှိမဆန်းဖြင့်နိုင်လဲစွာပွင့်အန်ထွက်လာလေသည် ဖိတ်ပေလေထို့နောက်မျက်ရည်ပေါက်ကြီးငယ်ကြလာလေသည်ထို့နောက်မချုပ်သီးတတ်တော့ပဲလဝါများကိုကားဖြန့်လျက်မျက်နှာအုပ်ကရှာကြည့်တဲ့ငိုလေသည်ဦးစောဟန်သည်ဝိဖြစ်အိမ်ကိုမချစ်တင်ခဲ့ကြည့်လျက်တန်ကျိုးဒီမှာဝေခုဆိုကားဖွေဖြန့်ပြသည်ဝေဒီအာရဘာယာရှိုက်လျက်ပင်မျက်နာပေါ်၌ဖြန့်အုပ်ထားသည့်လဝါများကိုမျက်လုံးပေါ်အောင်အောက်သို့ဆွဲတက်လျက်ပြားရွက်အားအခေလန့်ကြည့်လေသည် နနက်9:45မိနစ်အဖေအတက်ပြောက်သည်နေဦးဝေဒီအမလီတာရီခေကားမှပြင်းစင်းသွားလေသည်ဦးစောဟံမှာဝေးနောက်မှပြင်းစင်းလိုက်ကဝေးဝေးတောက်ခေါ်လေရာဝေးမှာမကြားရပါချေဝေဒီဘာကုမမမြင်ရပဲနဲ့တစ်ဖက်အိမ်သို့ရောက်သွားလေသည်ဝေဒီဘာမပြောညာမပြောနဲ့အိမ်မော်သို့ပြေးတက်နေသည်တန်တန်းဒီထိုင်နေရာမှာမျက်လုံးအကြောင်းသားနဲ့ဝေဝေး ဝဝေးဟုတတုံပရင်ဆန်းခေါ်နေစဉ်ဦးစောဟန်နဲ့မဲအေးသည်တပြိုင်နဲ့အိမ်ပေါင်းဝတ်သို့ရောက်လာကြကာတန်တန်ဦးစောမီဟုဦးစောဟန်ကအရပြောလိုက်သည်မေအီဒီဘဘကြီးရေဟုခဏတည်းဟိ၍အော်လျက်အယူလိုခုံပေါက်တက်လိုက်သွားလေသည်ဝေမာယူကျုံမရရင်ခွဲနာကြလိမ့်ပြီးဖခင်အိတ်တော်ကရင်ဘေးတွင်ထူထောင်လျက်ကရင်ပေါ်တွင်လက်ဆန်း၏မျက်နှာမှောက်ကရည်ရည်နှင့်လူးနေလေသည် ရန်ကုန်မသွားခင်ဖေဖေသွားရမလားသမီးဟုခွေတောင်းနေရှာသောဖခင်အတန်မှာတတန်နဲ့မေအေးတို့ဆူညံတောင်းကျမ်းနေသောငိုကြွေးတံများကိုလွှမ်းလျက်ဆူမှုနေပေသည်ငိုတံများဆဲသွားသည့်တိုင်ဝိမာငိုကြွေးလိုဝမီမထေရင်နှချမ်းပွေထွက်ခြင်းထွက်ပါစေပင်မကြီးစွာရှိုက်ကရှိုက်ကမျက်ရည်များအိုင်ထုံအောင်ကျနေပေသည်တိတ်ပါတော့ဝေညသွားဖို့အတွက်အစီအစဉ်ရအောင်မယ်မဟုတ်လားပြန်စို့နော် အဟုံးပေါ်သို့လက်ရောက်လာကဖြိုစင်ကြလာသောကိုယ်တန်ကြောင့်မိုးချိုခွင်းသောသည့်အလားအသေးရှိစိတ်ကွဲသောကတောက်လောင်ကျွမ်းချစ်တော်ရည်သည်တယူမသည်မင်းညကသာလှုပ်ခဲ့ပါလျက်အသက်မီနိုင်သေးသည်ဟုယူကြုံမရလောင်ကျွမ်းပူချစ်တော်ခြင်းပင်သည်ဝေဒီမကြည်နိုင်မချမ်းနိုင်ဖြင့်မောဟအကြောင်းကံကိုသာယူမဲ့ဖွဲ့ကကုသိုလ်ဆိုးလေခြင်းဟုအင်နာခံသည်ဥသောဟံအားအပြစ်မတင်ဥသောဟံ၌အပြစ်မရှိ ်ဦးစောဟန်ကိုလက်ထပ်ခဲ့သောသူကိုယ်သူသာအပြစ်တင်၍မဆုံးနိုင်ဝိမာမြက်ခုံများဖူးရောင်လျက်မစင်နိုင်အောင်ကြနေသောမျက်ရည်ဖြင့်တဏီလုံးခွေနေလေသည်ဥဆောင်ဟံမှာဝိကိုတန်းတန်းနဲ့ထည့်ရန်ဝိပစ္စည်းတွေတရည်အိတ်ထဲထည့်ဖို့စီစဉ်ပေးနေသည်ဝိသမင်းစားပြီးတောက်တဲ့စီပြာကိုဆက်ဆက်တောင်းတော့ညာအိယာဝင်တော့တောင်းနေတောက်ဖို့လည်းမမိနဲ့အချိန်နဲ့စားနော်တွေ့ကြရပြီးမစားနဲ့ စိတ်မချတိုင်းဝိညာဉ်လာမှကြားနေသည်သူ့ခွေရတွင်သူ့ဆွေမျိုးအုံနှင့်အိတ်ရှင်သည့်အချိန်မှအိတ်စားကျင်နာရီစားလုံးမှများတော့ခွင်လွန်နိုင်မည်မဟုတ်၍စိတ်မချရှိလာသည်သူပြုပြင်ထားသောပုံစံကလေးပြတ်သွားမှကိုစိုးသည့်စိတ်ဓာတ်ဆုံးနေ၏အဝေးစားများကိုသူ့စိတ်ချရွေးချယ်ပြီးထိန်နေသည်ပေါ်လီအင်ကြီးအတွင်းငယ်ထမင်းလက်ခံပေါ်ပေါ်များကိုမမန်းတမန်းတဲ့လိုအပ်တာထပ်ပူနေအောင်တိတ်ထဲပေးနေလေသည် ။ဝင်းမှာခနေပေါ်၌ခွေခွေလေးနေသည်ဖြင့်အလုံများနေသည့်ကြားမှအဖျားဝင်မဝင်သိစီရန်အစတဲဖြစ်ရာချိန်တက်ကလက်သွေးဆန်းကြည့်နေလေသည်။သွေးဆန်းကြည့်နေသောလက်မှသွေးခုန်ခြင်းထက်ဝီးရင်ထဲ၌ပုတ်ခုန်နေလေသည်။စိတ်မချမချင်းသွေးသူနေလုံနေညာအသက်ကိုအောင့်နေမိလေသည်။အဖျားတော့မရှိပါဘူးအားနေနေခိုးရရင်တိတ်မူမူနဲ့ဝေးရဲ့ခေါင်းတွေအုံမူပြီးပြင်းမှန်းလိမ့်မယ်ဇဝတာပလင်းလေးကိုအမြဲရှူနေနော် ဝေဒီဘာမမကောင်းကြီးပြေးပြလိုက်သည်တွားရလျင်ပြီးစတန်းဟု နောက်ဆုံးတဘောထားကမာသည်ကောင်းကြီးမီလေသည်တရေတတကြီးတဲ့တွင်ရင်းမွေးပလင်ရှူစီပလင်တောက်စီပလင်များစုံစုံစည်စည်ထည့်ပေးနေလေသည်နာကြီးစီပလင်းကိုထဲ့တာထဲ့ရသည် အိမ်တွင်မနှဲချော့တိုက်ရ၍နောက်ွယ်တွင်တောက်မှတောက်ပါမလားဟုစိတ်ပူကြီးစွာဖြင့်ဆက်ဆက်တောက်ရန်ထမနာမှပြုံးပြီးမှထဲ့လိုက်သည် ။ပေးပြီးမှပဲမထူးပါဘူးဝေရဲ့။အနာကပ်ပြီးကင်လာထီလာမလုံးနဲ့နော်။ဝေကိုလူရှိသူရှိမာရာမျိုးလည်းရှိ၏။ဝေကိုနောက်ွယ်တူတူချင်းမာရာမျိုးလည်းရှိ၏။ဝေသည်တွားရရင်ပြီးရန်ခေါင်းသာညိပြသည်။ တင်မမချင်းကြီးကျိုသိကကွဲတော်တော်ဖြစ်ဆရာဝန်ခေါ်၍တွေ့ရကောင်းပြီးအကျော်စီကိုနာကျင်စွာအထုခံရလျက်မော်လမြိုင်ကျွန်းမှထွက်သွားသည့်ကိုလေးချိန်ကိုပေါင်ချိန်ပေါ်တွင်ချိန်မှတ်ယူထားလိုက်ကာဒီပေါင်ချိန်၌ပြန်လာရမည်ဟုမဆိုတော့လဲဆိုရာရောက်သည့်အပြုတ်မှုတွေကိုတေးရပါသွားသည့်အထိဝေဒတ်မေးနိုင်ပွဲရှိနိုင်မည်မဟုတ်ပါရှိအားလုံးမဲစိတ်ပါဝင်စားစွာနဲ့နားဆင်ကြရမယ်လို့မျှော်လင့်ပါတယ် ကျမရဲ့ channel လေးမှာအခုလိုမျိုးစိတ်ဝင်စားစရာစာအုပ်ကလေးတွေကိုလည်းလမ်းမြင်တော့ပြင်ဆက်ပေးတော့မှာဖြစ်လို့ like and subscribe လုပ်ထားဖို့အမိကြပါလိမ့်ရှင်။နားဆင်လို့ရတဲ့စာအုပ်လေးတွေကိုလည်း comment မှာရေးပေးတော့လို့ရပါရဲ့ရှင်။အားလုံးပဲတာယာအေးချမ်းတဲ့နေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေရှင်။